ျွန်တော်တို့ဒီနေ့ကိုမမောင်ဇလက်တီဆိုထားတယ်ကျွန်တော်တို့အိမ်ကိုပြန်ခဲ့ဆိုတဲ့သချင်ရဲ့ intro တင်းနည်းလေးကိုတွေ့ကြည့်ရအောင်နော်ဟုတ်ပြီကျွန်တော်တို့ဒီကောင်းလေးကိုတစ်ခေါက်ရင်တည်ကြည့်ရအောင်သူကအဲ့လေးကိုပဲပတ်တည်နေတာเนาะတူတူလေးပါလွယ်ပါတယ်เนาะကျွန်တော်တို့အဲ့လေးကိုပြောပြမယ်အကောင်ကကျွန်တော်တို့ဒီလက်ညှိုးနဲ့၃ဂျို၅ခွက်ကိုဖြီးပြီးတော့၃ဂျိုတစ်ချက်တည်မယ်၃၅၃၅ ပြီးရင်လက်တကြွယ်နဲ့သုံးကြိုခွန်ဝက်ကိုဖိပြီးတော့တစ်ချက်တီးမယ်။ရမယ်နော်။ပြီးရင်အဲကောင်ကလက်ညှိုးနဲ့နှစ်ကြိုးငါးခွက်ကိုဖိပြီးနှစ်ကြိုးတစ်ချက်တီးမယ်။ရမယ်နော်။အဲပြီးရင်အဲကောင်ကကျွန်တော်လက်သန်းနဲ့နှစ်ကြိုးရှစ်ခွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်။ပြီးရင်လက်ညှိုးနဲ့နှစ်ကြိုးငါးခွက်ကိုပြန်ဖိပြီးတော့နှစ်ကြိုးပဲနောက်တစ်ချက်ထပ်တီးမယ်။ရမလား။ ရမနော်အဲ့ဒီဟမ်ပြီးရင်အဲ့ကောင်လာအဲ့ကောင်ကကျွန်တော်တို့လက်တကြွနဲ့၃ဂျိုးခုံခွက်ကိုဖိပြီးတော့တစ်ချက်တိမဲ့၃ဂျိုးပြီးရင်လက်ညှိုးနဲ့၃ဂျိုး၅ခွက်ကိုဖိပြီး၃ဂျိုးတစ်ချက်တိမဲ့ရမလားပြန်တိမဲ့အဲ့ဒီရမယ်နော်အဲ့ဟာနောက်တစ်ခေါက်ထပ်တိကြည့်မယ်အဲ့ပြီး sorry ရလာရနော်အဲအဲကောင်ကကျွန်တော်တို့လက်တကြွင်နဲ့သုံးချိုးခွန်ွက်ကိုဖိပြီးတော့သုံးချိုးတစ်ချက်တီးမယ်အဲပြီးရင်အဲကောင်ကကျွန်တော်တို့လက်ညှိုးတစ်ချောင်းနဲ့ねကျွန်တော်တို့သုံးချိုးရယ်လေးချိုးရယ်ကို၅ကွက်မှာလက်ညှိုးတစ်ချောင်းနဲ့ねဖိလိုက်မယ်နော်ဖိပြီးတော့ကျွန်တော်တို့သုံးချိုးတစ်ချက်တီးမယ်ပြီးရင်လေးချိုးတစ်ချက်တီးမယ်ရမယ်နော်ကျွန်တော်တစ်ချိုးနှစ်ချိုးကဖိဖိမဖိဖိဘယ်လိုပဲနေနေရရင်နော်အောက်ကနော်ဟုတ်ပြီအဲဆိုရင်အဲ့လေးကိုတည်ကြည့်အောင် ငါအတိုင်းဖြစ်သွားမယ်နော်ဟုတ်ပြီနော်လက်ညှိုးတစ်ခါနဲ့နှစ်ချောင်းနှစ်ချောင်းတက်ပြလိုက်မယ်နော်ဟုတ်ပြီအဲ့အစနေပြတည်ကြည့်အောင်အဲ့နောက်ဆုံးလက်ညှိုးလေးပဲနည်းနည်းလေးနှစ်ချောင်းဖိတာလို့ကြည့်ဆိုင်ပါနော်အဲအဲ့ဟာဆိုရင်အဲ့ဟာလေးကိုပဲပတ်တည်နေတာအဲ့ထိ အဲ့ဒါကိုကျွန်တော်တို့သူကဒီသချင်းမဝင်မချင်းပတ်တည်ဒီနေရပါဘောเนาะဘယ်နှောက်လဲတော့ကျွန်တော်မသိဘူးဟုတ်ပြီเนาะအဲနောက်ဆုံးသချင်းဝင်ကန်လေးကြတော့ကျွန်တော်တစ်ချက်လေးပို့လာတယ်ဒါမျိုးလေးပေါ့အဲဒီတစ်ချက်ဒီဒီတစ်ချက်ကိုပြီးချလိုက်တယ်เนาะဒါမျိုးခုနတည်းထိပြီးသွားပြီเนาะအဲ့ဒါပြီးရင်ကျွန်တော်တို့သုံးချို့ကိုနောက်ဆုံးတစ်ချက်လေးသုံးချို့ကိုတစ်ချက်လေးလိုက်တာပါเนาะအဲ့ဒါပြီးရင်ဒီအောင်ထင်းနေတော့သချင်းဝင်တာပါเนาะဒါမျိုးပေါ့ နားလည်းမထင်ဘူးเนาะကျွန်တော်နှုတ်မှလည်းပါတယ်။နှုတ်မှတော့ကျွန်တော်၄ခေါက်လောက်တော့ရေးပေးထားတယ်เนาะ။ဟုတ်ပြီเนาะ။အဲအဲဆိုနားလည်းမထင်ဘူးเนาะ။ဒီအဲဆိုရင်ဒီတစ်ချင်းနဲ့ပတ်သက်ပြီးနားမဲ့တာရှိရင် comment မှာမေးခဲ့လို့ရတယ်เนาะ။နောက်ထပ်ဂျူရိုရေလို့ပေးစေချင်တဲ့အချင်းလေးရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရတယ်เนาะ။